ဘာလို့တလုံးချင်းပြောနေရလဲနော်အဲ့တော့နေအောင်နေအောင်အဲ့နှကမ်းမွေးကိုအရင်ဆုံးမေးပါကိုရဲ့ဗီဒီယိုကိုကိုပြန်ပြီး reaction လုပ်မယ်ကျွန်တော်စပြီးတော့အရင်တော့ဗီဒီယိုလေးလုပ်တာက TikTok မှာစပြီးတင်တာနော်အမားတွေရှိတယ်အလွဲတွေရှိတယ်ပြောတာတွေမကောင်းဘူးပေါ့နော်ဒါပေမဲ့ကံကောင်းတဲ့ TikTok မှာလှုပ်တဲ့ချိန်တော့ဗျူးကိုမီလီယံချီပြီးရတယ်ပေါ့နော်အဲ့တုန်းကကျွန်တော်ကဒီလို knowledge sharing လာမျိုးတွေကျွန်တော် share တယ် share ပြီးတော့ ေးရနေပြောမှာကျွန်တော်ထိုင်နေပေါ့နော်ထိုင်ပြီးဒီဘက်ဗီဒီယိုကြည့်တယ် reaction လုပ်တဲ့ပုံစံမှာပဲအဲ့ဒါကိုကျွန်တော်တပုတ်ပြန်ပြီးတော့အခုပြန်ပြီး reaction လုပ်မယ်အဲ့လုတ်ခဲ့တဲ့ဗီဒီယိုကိုကျွန်တော်ပြန်ပြီးလုပ်မယ်တစ်ချက်ကြည့်မယ်နော် Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ zombie တွေရှိတဲ့နေုံနေုံအဲ့နှခမ်းမွေးကိုအရင်ဆုံးမေးနှာခမ်းမွေးနဲ့အရန်တော့မိုင်းနေရနော်စကလုံးကလည်းတလုံးချင်းစီပြောနေတာပေါ့နော် ဟယ်လိုမင်္ဂလာပါဒီနေ့တော့တကယ်တမ်းတော့ဒီဟုတ်တရားတကယ်တမ်းတော့လိုရနေတယ်ပေါ့နော်စပြီးတော့လှုပ်တဲ့ချိန်မှာလူတွေကိုမကြော်သွားခြင်းအောင်လို့ကျွန်တော်တို့ကအဲသူရဲ့ချက်ကောင်းအရင်ဆုံးပြောရမှာပေါ့နော်ကိုပြောခြင်းတဲ့ဟာကိုဒါပေမဲ့ဒီဗီဒီယိုလည်းပေါက်တယ်ဗျဘေးမှာကျွန်တော်ကအဲ့ဘူးရေးစေဝါတုံးလို့ဖြစ်နေတဲ့ရုပ်ကြီးကိုကျွန်တော်ထည့်တာနော်ထည့်တော့လူတွေမကြော်သွားဘူးပေါ့ဗျာဒါပါပဲစကားပြောစုတွေတော့ခုလိုမျိုးလောက်ထိမပြေပြစ်သေးဘူးလို့ကျွန်တော်တင်တယ်ပေါ့နော်ရုပ်ကိုလည်းကြည့်အောင်လေနော်အရန်ကြီးအစင်မပြေနေသေးဘူး အလဲတစ်ခေါက်တော့ကြည့်ရအောင်တကယ်တမ်းတော့ဇွန်ဘီတွေတော့မဟုတ်ပါဘူးမူရစ်ဆေးဝါးကိုဆွဲလန်းပြီးတော့အလွန်ကျူးဘာလို့တလုံးချင်းပြောနေရလဲနော်အဲ့တော့စကားကိုတလုံးချင်းတလုံးချင်းနဲ့ဟိုကျွန်တော်ဒါဆိုတော့ကြော်သွားမှာပဲဒါပေမဲ့အဲ့ဗီဒီယိုကဖြူးရတယ်တော်တော်ရတယ်တချို့မှာသုံးဆွဲတာကြောင့်မလို့ဇွန်ဘီပုံစံတွေပေါက်နေတယ် လူတွေရဲ့နေထိုင်မှုဒီဇိုင်းတွေကိုပေါ့နော်ကျွန်တော်တို့လေးလာကြည့်အောင်ပေါ့နော်အရင်ဆုံးပြောချင်းညခေါ်ရလဲဒီလိုမျိုးပင့်လိုက်တယ်ရနော်အမှန်ကန်ပဲအခုရေးချင်းတော့ရီရောရီရရနော်နောက်လာဒီဗီဒီယိုကိုတင်ထားတဲ့ညီမလေးရဲ့အကောင့်ကို credit ပေးပါလေအဲဟုတ်တယ်အဲဒီတော့အဲ့ဒီဒုံကအဲ့ညီမလေးတယောက် Facebook မှာတင်ထားတာပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်ကတဘောချလို့အဲ့ဒီဗီဒီယိုကိုကျွန်တော် down နဲ့ down ပြီးတော့ကျွန်တော်က CapCut ထဲမှာပဲ ထည့်တယ်ဗောနော်ကျွန်တော်အဲ့ဗီဒီယိုကိုအခုလိုမျိုးကြည်နေတဲ့ရင်းထဲမှာကျွန်တော်ရိုက်တယ်ဗောနော်ရိုက်ပြီးတော့မှကျွန်တော်ပြန်ပေါင်းလိုက်တယ်အဲအဲ့လိုမျိုးဗောဘူးရဲ့ Facebook account ကိုကျွန်တော်ဒီမှာပြန်ထားပေးပါမယ်တခါလေးကြာလို့ရှိရင်ရှိသေးတယ်အခါကျရင်ကျွန်တော်ကဖုန်းတစ်လုံးတည်းနဲ့ပဲဆိုတော့လေဗီဒီယိုကိုအလွတ်ကြက်လိုက်တာကြက်ပြီးတော့မှကျွန်တော်ကဗီဒီယိုကြည့်နေပုံစံမျိုးအဲအဲ့ဗီဒီယိုရဲ့ပါအဲ့ဗီဒီယိုအကြောင်းကိုကျွန်တော် memory ထဲမှာပေါ့နော်ပိန်ထားတယ်ပေါ့ပြီးကျွန်တော်အဲ့လိုဗီဒီယိုကြည့်နေတဲ့ပုံစံမျိုးကျွန်တော်ပြောလိုက်တယ်နော်ရိုက်ပြီးတော့မှဟိုဘက် ီဒီယိုနဲ့ correlation လုပ်ချင်တဲ့ဗီဒီယိုနဲ့ကျွန်တော်အဲ့နှစ်ခုကိုကျွန်တော်ပြန်ပေါင်းလိုက်တယ်ပေါ့နော်အဲအဲ့လိုလုပ်ခဲ့ရတယ်လည်းရှိတယ်ဒီဗီဒီယိုကတော့ကျွန်တော်ထင်တယ်ကျွန်တော်ကြည့်ပြီးတော့ပြောတာဖြစ်နေမယ်ဖုန်းနှလုံးနဲ့ဖုန်းနှလုံးနဲ့ဒီစိတ်ကိုကြည့်နေဆိုလို့ရှိရင်အဲ့မှာတော့ကြည့်လို့ရပါတယ်ကျွန်တော်တို့လေးလာကြည့်အောင်ဒါအမေရိကန်နိုင်ငံမှာရှိတဲ့မျိုးပေါ့နော်တကယ်ကိုအဲ့ဒီမျိုးကလည်းအခုချိန်ထိ အဲ့လိုမျိုးတွေပဲတလားစေဝါတုံအမွေးစေဝါတုံဆွဲတယ်တုံဆွဲပြီးတော့အဲ့လိုမျိုးပဲပျက်စီးနေတဲ့လူတွေအများကြီးပဲခုချိန်ထိရှိသေးတယ်ဒီတိုင်းပဲเนาะလုံးဝကောင်းနေတယ်တယောက်တည်းမတက်ရက်ပြီးတော့ကောင်းနေတယ်အဲ့တော့ကိုယ့်ရဲ့ပြောဆိုကိုပြန်ကြည့်မယ်ဆိုရင်တော့အဲ ဒီလိုဒီလိုပဲတူတူလေးပြောနေတဲ့ပုံစံဖြစ်နေတယ်။တကယ်တမ်းကကျွန်တော်တို့ကသမ ्या ကိုပြောပြရလေနော်။ပြောပြရနေမှာဆရာထက်တန်မှုဒီ story telling ပုံစံမျိုးတွေကိုပြောတတ်ရမှာပေါ့နော်။အခုဆိုတော့ကျွန်တော်နည်းနည်းပြပြလာတယ်ပေါ့နော်။ဒါတော့မှကျွန်တော်တို့ကအဲတိုင်းရင်းသားတွေနည်းနည်းဆက်တော့ကျွန်တော်ဗမာစကားကိုတနဲ့တတယ်မပြီးတာတွေရှိတယ်။ဒါပေမဲ့ပြောတာပဲ။အခုအရင်ထက်တော့နည်းနည်းအပိုအဆင်ပြေလာတာပေါ့။ cousin no fall hey you missing it အခုတွေ့မြင်ရတဲ့နေရာတော့ Philadelphia State Kensington မြို့ကယခုဒါဆိုရင်တော့ဒီကကျွန်တော်က BR video ကအဲ့ဒီညီမလေးရဲ့အပြောနဲ့သူပြောပြီးသားဗီဒီယိုကိုကျွန်တော်ကဒေါင်းလိုက်တယ်ထင်တယ်ဒေါင်းပြီးတော့မှကျွန်တော်ဘေးရနေမှာနည်းနည်း intro လေးနည်းနည်းစလိုက်တယ်စလိုက်ပြီးတော့မှသူ့ရဲ့ဗီဒီယိုကိုကျွန်တော်ကဖွင့်ပြတယ်ပေါ့နော်တကယ် content မရှိတဲ့လူတွေလည်းဒီလိုမျိုးလေးလုပ်ရင်အဆင်ပြေတယ်သူများရဲ့ဗီဒီယိုလေးတွေကိုကျွန်တော်တို့ကတွားပြီးတော့ဒေါင်းရမှာပေါ့နော်ဒေါင်းတာကလည်းဒီ Chrome ထဲမှာဖြစ်သွားပြီးတော့ TikTok ဆိုလဲ TikTok download တာ YouTube ဆိုလဲ YouTube download တာ Facebook ဆို Facebook download တာအဲ့လိုရှိတယ်။အဲ့ link တွေတော့ဝင်ဒီကို download ချင်တဲ့ဟာကို copy link ယူလိုက်ယူပြီးတော့အဲ့လိုမျိုး Facebook download တာ YouTube download တာ TikTok download တာအဲ့တဲကိုသွားပြီးအဲ့အဲ့ link တွေကိုသွားပြီးတော့ page ချလိုက်ပါတော့ပြီးတဲ့ချိန်ကျမှကျွန်တော်တို့က download လုပ်လိုက်အဲကြော်ညာလေးတော့ကြည့်ရလိမ့်မယ်အဲသူတို့ကအဲဟာအဲ့ video တပုတ်ကို download ရဖို့အတွက်ကိုကြော်ညာလေးထိုးတာလေးရှိတယ်အဲ့ကြော်ညာလေးတော့ကျွန်တော်တို့က စကန်ပိုင်းခဏဆောင်ကြည့်ရတယ်ပြီးတော့မှ skip ကိုနေပြီးတော့ download link တွေထွက်လာတယ်အဲ့ဒါလေးကို download နေလိုက်တာ ਨੇ ကိုတောင်းခြင်းနဲ့ရပြီ Google မှာအများရှိတယ် Instagram download တာဖြစ်ဖြစ် re download တာဖြစ်ဖြစ်အဓိက re video download တာအဲ့အရှိကဟာလေးပဲဒီ platform နာမည်လေးတွေပဲဟိုကိုနေနေကအဲရေးထွားလိုက်ပေါ့နော် TikTok video download တာ free တွေအများကြီးရှိတယ် Google ထဲမှာသွားပြီးတော့လုပ်လို့ရတယ်နော်လရှိချင်းဖြစ်ပါတယ်ဒီမျိုးကိုဇွန်ဘီမျိုးလို့လဲခေါ်ကြနည်းနည်းလေးကြော်လိုက်မယ်တော်တော်ရှည်ရပဲဒါကြီးอ่ะ ခေါနမိနစ်စာလောက်ပါပါပါ Hey how you doing နောက်ဆုံး mix ပြေလဲဆိုတော့သူတို့မခံကြင်အောင်ပြောတတ်ကြတယ်ဗောနအမင်းယောက်ျားမဟုတ်လားပြောမယ်ဆိုတော့တော်တော်လေးကြီးရတယ်ဗောနအပြောဆိုတွေကအဲဒီကိုကကိုပဲတတော်လေးပြောနေတဲ့ပုံစံဖြစ်နေရတော့အခုကြည့်ရတော့တော်တော်အားမရဘူးဗောနတာလေးတောင်မင်းတမ်းကြည့်တော့ တော်တော်လေးရှက်ဖို့ကောင်းတော့ကြည့်ကြည့်နေလေဆိုလို့ရှိရင်တော့ TikTok မှာကျွန်တော်ရှိတယ်ဟိုးရင်လုံးကတင်ထားတဲ့ဗီဒီယိုเนาะကျွန်တော်ကအဲ့ဒီပုံစံကိုဒေါင်းတယ်ဒေါင်းပြီးတော့အရှိပိုင်းမှာ intro နဲ့စတယ်ပြီးတော့ကြတော့သူများပြောလာတဲ့ဟာကိုကျွန်တော်ကပြတယ်ပြပြီးနောက်ဆုံးမှာကိုယ့်ရဲ့ထင်မြင်ချက်ကိုကျွန်တော်ပြောတယ်ပေါ့နော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးကိုယ့်ထင်မြင်ချက်ကိုကျွန်တော်ကပြန်ပြီးတော့ပြောတယ်အဲ့လိုပြောတဲ့ဗီဒီယိုတွေက TikTok မှာတော်တော်လေးပေါက်တယ်ဗျကျွန်တော်စလုပ်တဲ့အချိန်တုန်းကဆိုရင်ကျွန်တော်၄-၅ပုတ်လောက်အဲ့လိုမျိုးပြောတာပုတ်တိုင်းပုတ်တိုင်းက million beauty ကိုရောက်တယ်လို့ကျွန်တော် ထင်တယ်ပေါ့နော်တချို့ဟာဆိုလို့ရှိရင်9သိန်း6သိန်းအဲ့လိုမျိုးရောက်တာလည်းရှိတယ်ဒီဗီဒီယိုဆိုလို့ရှိရင်ဘလောက်ပေါ့ဘလောက်ရောက်လဲချက်ကြည့်လိုက်မယ်ဒီကောင်ဆိုလို့ရှိရင်လူ9သိန်းရောက်တယ်ဂျန်တဲ့ဟာတွေလူ2သန်းရောက်တာ ရှိတယ်1.5 million ရှိတယ်မဆိုးပါဘူး view တွေတော်တော်ကောင်းဒါတော့ကျွန်တော်ဖြတ်ပြတဲ့ဗီဒီယိုတွေအများကြီးရှိသေးတယ်ကျွန်တော်နောက်ပိုင်းဒီဘာလို့နော် niche ပြောင်းတာပေါ့နော်အဲကျွန်တော်ဒီ tutorial တွေလောက်တော့မယ်ဆိုပြီးတော့ဒီ reaction video တွေအများကြီးဖြတ်ပစ်လိုက်တာရှိတယ်။ဒါလေးတွေကနှမျောလို့ထားထားတာပေါ့နော်။ဒါကတော့ content မရှိဘူးဆိုရင်ဒီလိုမျိုးလေးလောက်လဲအဆင်ပြေတယ်။ Okay တော့တော်ပြီ။ဒါတော့ပဲ။ထက်ကြီးနေတိတ်မကြိုက်တော့ကိုယ့်အကွာ။စာလုပ်တဲ့ချိန်မှာတော့အဲ့လိုအလွဲလွဲလေးတွေရှိမယ်။အချောချောလေးရှိမယ်။ဒါပေမဲ့ကျွန်တော်တို့လုံရင်လုံရင်လည်းအကောင်းဆုံးဖြစ်လာမှာပါနော်။ Okay ဒါတော့ပါပဲဗျာ။